ဟယ်လိုအားလုံးပဲမင်္ဂလာပါ Focus for Readers ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်မဲ့အစာအုပ်လေးကတော့ဆရာချမ်းမြေဝင်ပါတာပြန်ကြည့်တာထားတဲ့တစ်အပေါင်တစ်အမြချင်းသုံးဆိုတဲ့အစာအုပ်တွေကနေပြီးတော့မှမရှိတဲ့အရာတွေထက်ရှိနေတဲ့အရာတွေကပိုကောင်းတယ်ဆိုတဲ့ကောင်းစင်လေးကိုဖတ်ပြပေးမှဖြစ်ပါတယ်မရှိတဲ့အရာတွေထက်ရှိနေတဲ့အရာတွေကပိုကောင်းတယ်1988ခုနှစ် နီကိုလတ်စ်ဝင်တန်ရဲ့ဇနီးအိမ်ရဲ့ထကူပေါ်တက်ရှင်ပြီးရောက်ကြပစ္စည်းတွေကိုဝင်မွေရင်းမက်ဆုစာအုပ်တို့ကိုတွားတွေ့တယ်။စာအုပ်ထဲမှာနာမည်တွေလိပ်စာတွေယာနဲ့ချီပြီးရေးထားတယ်။အဲ့ဒီထဲကနာမည်တွေကိုသူတကားမှမကြဖူးဘူး။ရှင်ဒီထဲမှာပါရရေးထားတာလေလို့သူ့ယောက်ျားကိုမေးရောနီကိုလတ်စ်ကအဲ့ဒီတော့မှသူ့မိန်းမကိုပြောပြတယ်။1938ခုနှစ်မှာ နီကိုလတ်ဝင်တန်တယောက်ဆွစ်ဇာလန်နိုင်ငံကို အလဲသွားပြီးနင်းရှော့စီဖို့ပြင်ဆင်နေခဲ့တယ်။အဲဒီချိန်မှာပဲခရစ်စတိုနက်စ်လို့နာမည်တွင်လာမဲ့လူမျိုးသုံးတက်ဖြတ်မှုကြီးဖြစ်တယ်။ဂျာမနီတနိုင်ငံလုံးမှာနေထိုင်နေကြတဲ့ဂျူးလူမျိုးတွေကိုညှ့သွင်းခြင်းအမြင့်ဖြုတ်တုတ်တင်ဖို့နာဇီတွေက ပြင်ဆင်တယ်။ဂျူးလူမျိုးတွေရဲ့အိမ်တွေဆေးရုံတွေတောင်းတွေကို နာစီတွေဝင်ဖြစ်စီတယ်မိရှုဖြစ်တယ် ဂျူးဘာဒါရဲ့အဆောက်အအုံအပေါင်းကျော်စီးပွားရေးလုပ်ငန်းပေါင်း9000ကျော်ဖျက်ဆီးခံလိုက်ရတယ်။ဂျူးလိုမျိုးရောက်တရလောက်တည်သွားတယ်။ဂျူး3000လောက်ကိုဖမ်းပြီးနာစီအကျဉ်းစခန်းတွေကိုပို့ပစ်တယ်။ဂျူးလိုမျိုးတစ်ခုလုံးကိုတုတ်တင်ပြစ်မဲ့နာစီလမ်းစဉ်ရဲ့ကနအူးခြေလမ်းပဲ။ပါရာဂွေးနိုင်ငံမှာနီကိုလတ်ရဲ့တွင်ငယ်ချင်းတရှုရှိနေတယ်။နီကိုလတ်ဆူဇလန်ကိုမတော်တော့ပဲပါရာဂွေးကိုတွားတယ်။ ဂျာမန်တွေရဲ့အောက်ခြေလန်ကိုမန်းရတာလွယ်ပါတယ်။ဂျာမနီနိုင်ငံပြီးရင်ချက်ကိုစလိုဗက်ကီးယားဘက်ကိုခြေလန်ဆက်မှာပဲ။အဲဒီမှာရှိတဲ့ဂျူးမန်တွေများကိုတပြတ်ဖန်စီအောင်မှာပဲ။ဂျူးမီတာစုတွေခင်ဗျာသူတို့ရဲ့တာသမီတွေကိုဘသူများလာခဲ့ပါမလဲဆိုပြီးပြရာခတ်နေကြပြီ။ဗြိတိရှားအစိုးရကအဲဒီမီတာစုတွေရဲ့ဒါတွေသမီးတွေကိုပြည်ထောင်နိုင်ငံတဲ့ဝင်ခွင့်ပေးတယ်။ ါပေမဲ့ကလေးတယောက်ချင်းစီအတွက်စတာလင်ပေါင်း90ပေးရမယ်။နေစရာနေရာကိုဘာသာကိုစီစဉ်ရမယ်။နီကိုလတ်ဝင်တန်ကသူဝင်ကူညီမယ်လို့အဆုံးဖြတ်လိုက်တယ်။ပါရာဂွေးမှာရှိတဲ့ဟိုတယ်တစ်ခုရဲ့ညစာစားခန်းကိုနီကိုလတ်ကယုံခန်းတစ်ခုဖြစ်အောင်ပြောင်းလိုက်တယ်။အဲ့ဒီယုံခန်းထဲမှာပဲနီကိုလတ်တယောက်အလုပ်တွေစတိုက်အလုပ်တယ်။နာစီလက်ထက်ကနေ ကယ်ထုတ်ပေးဖို့အတွက်ကလေးတွေရဲ့နာမည်တွေကိုစီရင်ပြုစုတယ်။ပြီးတာနဲ့မိတင်ကိုပြန်တယ်။ကလေးတွေနေဖို့အိမ်နဲ့နေရာထိုင်ခင်းတွေစီစဉ်တယ်။တယောက်ပေါင်60စီပေးရမယ်ဆိုတဲ့အတွက်လိုတဲ့ပတ်စံကိုရှာတယ်။ဂျူးလူမျိုးကလေး669ယောက်ကိုပြီးတဲ့နိုင်ငံထဲရောက်လာအောင်ကယ်ထုတ်နိုင်ခဲ့တယ်။နီကိုလက်စတာမကယ်ခဲ့ရင်ကလေးတွေကုန်တေးမှာပဲ။ဘာလို့လဲဆိုတော့ အဲ့ဒီကလေးတွေရဲ့မိဘတွေခင်ဗျာနာစီကျင်းစကန်းတဲ့ရောက်သွားပြီးအသက်ခံလိုက်ရတယ်။ကလေးတွေကိုဒီလိုကယ်တင်ခဲ့တဲ့အကြောင်းကိုနီကိုလတ်ဝင်တန်ဘဒူးကိုမှထုတ်မပြောခဲ့ဘူး။ဘာလို့နေပောင်းများစွာ ရေငုံနှုတ်ပိတ်နေခဲ့တာလဲလို့မေးတော့နီကိုလတ်ကပြန်ပြေးတယ်။ငါဒီထက်အများကြီးပိုပြီးကယ်တင်နိုင်ခဲ့ရမှာမကယ်နိုင်ခဲ့တဲ့အတွက်မကျေနပ်ဘူးတဲ့။1988ခုနှစ် ဒီဗီစီစင်တခုရိုက်ကူးလုပ်နေတဲ့စတူဒီယိုပြိတ္တတွေကြားမှာနီကိုလတ်ရောက်နေတယ်အဲ့ဒီမှာဒီဗီစီစင်ကျင်ညာလူကနီကိုလတ်ရဲ့နာမည်ကို ရုတ်တရက်ကြီးထုတ်ပြောလာတယ်နီကိုလတ်ဘေးမှာထိုင်နေတဲ့အမျိုးသမီးကိုသူကလက်ညှိုးထိုးပြတယ်နီကိုလတ်နဲ့မိတ်ဆက်ပေးတယ်နီကိုလတ်ဘေးမှာထိုင်နေတဲ့အမျိုးသမီးကအသက်50ကျော်ပြီအဲ့ဒီအမျိုးသမီးကတခြားသူမဟုတ်နီကိုလတ်ကဲထုတ်ပေးခဲ့တဲ့ ဂျူးကလေးတွေတဲကတယောက် ဖြစ်နေတယ်။နီကိုလတ်စ်ကိုကျေးဇူးတင်ကြောင်းအမျိုးသမီးကထက်ကထက်ကပြောတယ်။နီကိုလတ်စ်ရဲ့လက်ကိုယူပြီးနန်းနဲ့သူ့ပါမှာအပ်တယ်။နီကိုလတ်စ်မျက်ရည်တွေကျလာတယ်။သူလှုပ်ခဲတဲ့ကောင်းမွေးရဲ့အတီးပွင့်ကိုမျက်ဝါးထင်ထင်ပြန်မြင်ရပြီ။အစီအစဉ်ကျင်းညာသူကပရိသတ်ကြီးကိုမေးတယ်။အခုဒီစတူဒီယိုထဲရောက်နေကြတဲ့ပရိသတ်တွေထဲမှာ နီကိုလတ်ဝင်ဒန်ကဲတင်ခဲ့တဲ့သူဘယ်နှယောက်ပါတလဲတဲ့ပရိသတ်တွေအားလုံးမသက်ထရက်ကြတယ်သူတို့မှာကိုပိုင်မိသားစုတွေရှိနေပြီဇနီးတွေခင်ပွန်းတွေသားတွေသမီးတွေမျိုးတွေဘာတွေဖြစ်နေတယ်ဆိုတာကိုနီကိုလတ်နားမလည်ဘူးဘေဘီဝဲရမှာရှိတဲ့သူတွေကို သူလက်ကြည့်တယ်နောက်မှရက်နေတဲ့သူတွေကိုလက်ပြန်ကြည့်တယ်သူမယုံနိုင်ဘူး အခန်းထဲမှာရှိသည်များလူတွေအားလုံးမတ်သက်ရကြတယ်။နီကိုလတ်ကိုဂျေဆုတင်ကြောင်းတဖွာဖွာပြောနေကြတယ်။အားလုံးကပြုံးလို့သူကတင်ခဲ့တဲ့သူတွေဟာအခုဆရာဝန်တွေသိပ္ပံပညာရှင်တွေဇာယေးဆရာတွေအနုပညာရှင်တွေနိုင်ငံရေးသမားတွေဂျာနယ်လစ်တွေပြည်သူကပညာရှင်တွေရှေ့နေတွေရုပ်ရှင်ပညာရှင်တွေစီးပွားရေးပညာရှင်တွေကျောင်းဆရာဆရာမတွေဖြစ်နေပြီ เอดิสတူရိုထဲမှာရှိနေတဲ့လူတွေအားလုံးရဲ့အသက်ကိုနီကိုလတ်ကယ်တင်ခဲ့တာနီကိုလတ်အခုမှတဘောပေါက်သွားတယ်ကိုမလုံနိုင်ခဲ့တာတွေကိုမေ့လိုက်ကိုလုတ်ခဲ့တဲ့အရာတွေကပိုအရေးကြီးတယ် ကျွန်တော်ရဲ့ဒီ podcast လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်နေ့မှနောက်တစ်ပိုင်းကိုဆက်လက်ပြီးတော့မှဖပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့နောက် podcast အသစ်တစ်ခုကိုဆက်လက်ပြီးတော့မှစောင့်မျှော်ပေးကြပါလို့ပြောရင်းနဲ့ပဲအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။